အလုံးပေးမင်္ဂလာရှိတော်ညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာနောင်ယိုစီရေးသားထားတော့အယူသူတော်နေမိုးချိုခရာထူဖျားတီလို့ပြီးပြီလားဆိုတဲ့ဇလန်လေးအစဆုံးကိုပြောပြလို့တင်ဆက်ပေးတော်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာအလုံးပေးနားဆင်ခံစားပေးကြပါဦးခင်ဗျာသူတော်တို့ဟာသူတို့လှုပ်ဆောင်နေတဲ့လုပ်ငန်းခီးစဉ်အတွက်ကို ရရွာဘက်ကမကူညီပေမဲ့သူတော်တို့ဘက်ကဖြူစင်မှုကိုအရင်ခံထားလေတယ်။ဒီခါသူတော်တို့ရဲ့စေနာဟာရောင်ပြန်ဟက်လာရပြီးသူတို့ကိုကူညီပေးနေသူနန်လောကသားများဟာရခင်ကားထက်ကိုပုံမူလို့များပြားလာနေခဲ့တယ်။ညနေဆောင်အချိန်မနက်ပိုင်းအချိန်တွေမှာဒီမှာတချို့ဆိုရင်ညပိုင်းအချိန်တွေထိပါစီရီငုတ်တို့ကြီးစီမှာလှူအားပေးကြတယ်။ဂျပန်20တာကာလကိုလုံမြောက်ပြီးချိန်မှာတော့စီရီငုတ်တို့ကြီးရဲ့ဝင်ကျင်ဟာရှင်းလင်းသက်ဆင်သွားခဲ့ပါပြီ။ ဒီခါမှာတော့သူတို့ဟာစီရီငုတ်တို့ကြီးကိုပဲငုံပြီးနောက်ထပ်ညံတော်ပုံမြင့်အားစီရီအသေးထက်တီဖို့ကိုစတင်စီစဉ်ပါတော့တယ်သူတို့နဲ့ဖိုးတောက်ကြတို့ဟာရေကန်ကြီးနဲ့ခလန်းလန်းနေရာစီမှာအုံချင်းတစ်ခုကိုတူလို့အုပ်ဖုံးကြလေတယ်ရွှေဆက်ဆိုတာကုသူပဲမဟုသူတို့ကသူ့ရဲ့စွမ်းသိတိများကိုအားမကိုပါပဲစေရင်ခံကိုမူတီကခန္ဓာကိုယ်ကရွှေတွေကိုအရင်နှီးပြုတ်ပါတယ်။နေပိုင်းမှာသူတို့နဲ့ဖိုးတောက်ကြကအိုးရိုက်ကြပြီးညပိုင်းမှာတော့နန်လောကသားတို့ကအိုးရိုက်ကြလေတယ်။ နက်ခင်းအချိန်မှာနန်လောကသားများကသူတို့ရိုက်ထားတဲ့အုံများပြားကိုအသေးချာစီထားရစ်ပြီးပြန်ကြလေတယ်။ရပိုင်းချားတွင်းမှာအုံလုံးကြီးထောင်ထဲရှိပြီးရလေတယ်။ဒီလိုအခိုက်မှာပဲအရှိက သူတို့တို့တည်ထားခဲ့ကြသလိုပထန်းဆက်ရှိအားနေဝေးကလူသူတို့ရောက်လာကြတယ်။တန်ဃာတော်တို့ချို့လည်းပါဝင်ကြတယ်။ဒီကလူတွေကဖျားငုတ်တူပြန်လဲမုံမှန်ဖူအာတုခုဆိုင် လုံးဆောင်ကြတယ်။ဒီလုံးဆောင်မှုတွေကြောင့်ပဲရပိုင်းချားကလေးတွင်းမှာပြန်ဆယ်အားငားရန်တော်တွေ အလုံသမားငှားရင်တော်တွေလုံးဆောင်ကြတယ်။လူတွေကအင်းတိုက်အားတိုက်လုံးဆောင်ကြတော့တစ်ဖက်ကနန်လောကသားတွေကအနောက်ဆုတ်ပေးကြတယ်။သူတို့ကနီနာဝင်းကျင်မှာနေထိုင်ကြပြီးဖျားကြီး PCB နောက်မှာရေစက်ချပေးဝင်မဲ့မြားတန်းကိုစောင့်မြုံနေကြတယ်။အချိန်ကာလ9လလောက်ကြာပြီးချိန်မှာတော့ဖျားငုတ်တူကြီးဟာရုပ်တွင်ပေါ်လာပြီးဖီရော့တင်ဖို့အတွက်ကိုလည်းလိုအပ်တာတွေမှာယူလို့ပြင်ဆင်နေကြပြီးဖြစ်ပါတယ်။ဒီအချိန်ကာလအထိတော့ရွာနီးချုပ်ဆက်ကသူတွေက ဖျားကြီးဟာထိတဲ့ရမှာမိုးကြိုးခပြန်ဦးမှမူအရှိနီးသာဖြစ်မဲ့ရေးဆိုပြီးတခုတလေတော့မှဝိုင်းဝန်းကူညီခြင်းမရှိခဲ့ပါဘူးတယောက်စနှစ်ယောက်စဇီလာရောင်ကြသူတွေနဲ့လာရောက်စော်စားကြတဲ့ငကြွက်တို့လိုကလေးတွေသာရောက်လာတတ်ကြပါတယ်အရှင်ကတစီချောက်တယ်ဆိုတဲ့မိုးကြိုးပြစ်ကုံနေရာကြီးဟာပထမဆက်ရှိသူတွေနဲ့အလုပ်သမားတွေနေထိုင်ရာကြောင့်တင်းငယ်ကလေးတွေနဲ့လူသူစီကားလုံးနေတယ်ဖူးတော့ကြဟာဒီဘက်ရက်တွေထဲအိမ်မက်ထဲမှာ သူ့ရဲ့အိတ်ဘွားကရသည့်ကြီးရဲ့အဖြစ်ပြက်တွေကို ပြန်ပြောင်းမြင်မက်လာလေတယ်။အိမ်မဲအချောင်းကိုသူတော်ကိုပြောပြတော့သူတော်ကမြင်တင်တာမြင်ပြီးပြင်တင်တာပြင်ဖို့လို့ပြောလေတယ်။ဖိုးတော်ကြောင်ကိုနေ့စဉ်တိုင်းမှာဥပုပ်တီလာစောက်တီခိုင်းပြီးတတက်လူကိုသာစားသုံးစေတယ်။ဖိုးတော်ကြောင်ကလည်းသူတော်ရဲ့စကားကိုနားခံပါလေ။အဖက်မှာတစီကြီးကတော့သူနဲ့တူရာအစုစီမှာတွားရောက်နေထိုင်ပြီး သူတော်တို့စီကိုတခါတရံမှသာရောက်လာတတ်ပါလေ။တခုတော့ရက်မှာတော့သူတို့ဟာမာမြိုင်တုံးစီကနေဆင့်ခေါ်လာတဲ့အတွက်ကြောင့် နဲ့စိတ်လွင့်ပြီးခိတပြင်းရလေတယ်။သူတော်ရောက်တော့ဘူးရွှေနဲ့ဦးစတီကြီးကစီးကျုပ်လေပြီးသူတော်တို့ကလုံဆောင်ဖို့တခုမေးခဲ့တာကိုပြောပြကြလေတယ်။သူတော်ကဗာမရမေးခဲ့တယ်လဲဆိုပြီးပြန်စင်းစားချိန်မှာတော့သူတို့အနေနဲ့ဖះများကိုအင်္ဂါနေ့နဲ့မိမငယ်ကိုရှောက်ဖွေဖို့မေးရခဲ့တာပါ။ဒီမေးချောမှုကိုဘူးရွှေတို့ကသူတို့ကိုလှမ်းခေါ်တာအတိပေးတာဖြစ်ပါလေ။လာမယ့်သတင်းကျုပ်လာပြည့်နေ့မှာထီတော်တင်ပွဲကိုကျင်းပမယ့်အကြောင်းကိုလည်းပြောပြလေတယ်။ ူတို့လေမှားချောင်းမှုတွေကိုနားခံမှတ်သားပြီးနောက်မှာတော့မအမြိုင်တုံးစီကနေပြန်ခဲ့ပြီးခန္ဓာပြန်ဝင်ခဲလိုက်ပါလေသူတို့မျက်ဝန်းတွေဖူးဝင်ခြင်းမှပဲအနားမှာဖိုးတောက်ကြကိုတွေ့လိုက်ရတယ်တောက်ကြအခီးတခုသွားเสียရရှိတယ်။ဗျာဆရာသူတော်ကသွားမယ်ဆိုတော့ဖိုးတော့ကြကအာရုံသွားတဲ့ဟန်နေပြောလေတယ်။ဒီခါသူတော်ကအင်းတော့ကြဒီကအလုပ်တွေကိုမင်းကစီစဉ်ကြစီစဉ်ပြီးဆောင်ရွက်ပါ။ လာမယ့်သတင်းချုပ်လာပြည့်နေ့မှာဖျားထီတော်တင်ပွဲကိုပြင်ဆင်ပါအဲ့ဒီနေ့မတိုင်ခင်မှာပဲဖျားငါးစုဝင်ငါကအရင်ပြင်လာခဲ့ပါမယ်ဖျားတွေကဌာပနာထည့်သွင်းရမှာမဟုတ်ဘူးလားဆရာသူတော်ထီတော်တင်ရဲ့ကြမှာဆိုရင်ဘလို့ဌာပနာထည့်တော်မလဲဌာပနာတိုက်ကိုလမ်းတစ်ခုဖွင့်ထားလိုက်ပါတော့ကြာအဲ့လို့ဆိုအစဉ်ပြေနိုင်ပါမလားဆရာသူတော်ပြေပါလေတော့ကြာဖိုးတော့ကြာလေးခေါင်းကိုညှိလိုက်တယ်ဟုတ်ကဲ့ပါဆရာသူတော်ကြုံအကောင်းဆုံးစီစဉ်ထားပါမယ် အင်းဦးစီးနာရကပြုတ်နေတဲ့ဆရာတော်တွေကိုလေငါရှောက်ထားပေးခဲ့ပါမယ်။ဟုတ်ကဲ့။သူတော်လေးခီးမသွားခင်မှာ သူစကားတိုင်းဦးစီးနာရကပြုတ်နေတဲ့ဆရာတော်ကိုဝင်ရောက်ဖူးမြုပ်ပြီးအကျိုးအကြောင်းရှောက်တင်ခဲ့တယ်။ဒီဖျားဟာဝိဇ္ဇာတို့ကပါ အင်းတိုက်အားတိုက်တီးကူနေတာကိုဆရာတော်ကတီထားသူပါ။သူတော်ကဘာဆိုတာကိုလဲဆရာတော်ကတီထားသူဆိုတော့ကိစ္စထွေးထူထူရှိမနေခဲ့ဘူး။ဒီလိုနဲ့ပဲသူတို့တယောက်ဖျားပင်းရမယ့်အမျိုးသမီးကိုရှာဖွေဖို့အတွက်ကို ခီးချေထွက်လာခဲ့ပါတော့တယ်။သူတို့တယောက်တည်းခီးကိုလှမ်းနေဖြစ်တယ်။သူတို့ခီးထွက်လာခဲ့တာကိုတဆေကြီးလည်းသိမနေဘူး။ခီးထွက်ပြီးနှဲမြောက်မှာသူတို့ကသူယူအဖြစ်ကိုပြောင်းလဲလိုက်တယ်။သူယူဘွားနဲ့တွာလာရတာကလွတ်လပ်တာမို့သူတို့ကပြောင်းလဲလိုက်တာပါ။မူလာအစသူတို့ဟန်တိုင်းပဲအုံးလက်မြင်းကိုစီလို့သူတို့ပြေးထွက်ခဲ့တယ်။လန်ခီးမှာတရှင်တွေကိုလှလက်စွာနဲ့ဟစ်အော်လို့တီးဆိုတယ်။ စိတ်ရှိလာတဲ့အခါရောက်ရနေရမှာကခုန်လေးတက်တယ်။ဒီလိုနဲ့ရွာစင်တွေကိုထွေပြီးတွေ့ရဖြတ်တန်းသွားလာရင်သူ့သွားမဲ့ရွာစီကိုသူတို့ရောက်သွားခဲ့တယ်။ရွာနေမြီကဇီးပင်လာရွာသူတို့ဟာရွာထိပ်မှာရပ်ပြီးတော့သူ့ကိုဘူးသားဒီကိုမှားကြထားတဲ့အကြောင်းအရာတွေကိုပြန်လည်တွေးတော့လိုက်တယ်။မိမငငယ်နှင်ခန့်နှင်းကြသရာစိတ်က သူ့ထက်ပိုသည်။အင်္ဂါနံတဲ့သမီးပေသည် ူတို့ကဖျားပင်းဆောင်ပေးမယ်မိမငယ်နဲ့ပတ်သက်ရာထင်ရှားတဲ့အကြောင်းအရာတွေကိုအနှိမ့်ချုပ်ဖြစ်ရေးဝလိုက်လေတယ်။သူတို့အုံးလက်မြင်းကြီးကိုခွာစီပြီးရွာလေးကိုခုံပေါက်ခွာဝင်းရောက်လာခဲ့ပါတယ်။သူတို့ကိုမြင်တော့ခလီတတိုက်ကပျော်ရွှင်ပြီးအနောက်ကနေလိုက်ကြတယ်။သူတို့ကလည်းသူ့လွေစီကဘုတ်ပဲတည်စားများကိုထုတ်လို့ခလီတွေကိုပေးလိုက်။တရှင်တွေဆိုရင်ကားလိုက်နေရှိနေတယ်။ရွာလေးကိုသူတို့တယောက်အဲ့အနီတိုင်းနဲ့လှည့်လည်နေလေတယ်။ရွာလေးကအင်ဂျီအင်ကောင်တည်းရဲ့အရှိကိုရောက်ရှိမှာတော့ သူတို့ရဲ့အမြင်အရုံမှာကိုရောင်ကိုဝါကအများနဲ့မတူပဲတမူကွဲထွက်နေတဲ့မိမငယ်တယောက်ကိုတွေ့ရလေတယ်။မိမငယ်ကကိုရောင်ကိုဝါကသာတောက်ပလုံးနေပေမဲ့ပြင်ပလူနေမှုပုံစံကတော့ဆင်းရဲမွေးတေမှုလိုကအထင်းသားပါပဲ။အပွေစားကနွမ်းဖက်လို့နေပြီးစပင်တို့ကလည်းစီတို့မလေးကျန်ရတယ်လို့နေကျင်ကဖွာလို့နေလေတယ်။အသက်ကတော့ရှီလာမှ၁၄နှစ်လောက်ဝန်းကျင်သာရှိတယ်။မိန်းကလေးကိုမြင်တော့သူတို့ကအဲ့ဒီနာကနေဘယ်ကူမှမတော်တော့ပဲ။ ကောက်ခုံတော်ကိုရောရက်လို့ကြည့်နေပါလေဟေးအယူကြီးကောင်းလေမင်းသားကြီးတို့ကတော့ကြည့်ကြည့်လာပြီကပါတော့ကလေးတွေကမကောက်ခုံပဲရက်နေတဲ့သူတို့ကိုဟင့်ဟော်တောင်းဆိုကြတယ်ဒီခါသူတို့ကကလေးတွေကိုလှည့်ကြည့်ပြီးဟန်နဲ့ပန်နဲ့ဝင်းလိုက်တာအိုးကလေးတွေရေဒီကနေ့တော့နှစ်သားလေးသူတို့ရဲ့ကပြဖြောပြမှုဟာပြီးဆုံးခဲ့ပါပြီဒါကြောင့်မို့သွားလို့ရအောင်သွားစောကြပါတော့ခင်ဗျာ လက်ကဟန်ပြီးရှေကရှေတိုးဟန်နဲ့ပြောနေတဲ့သူတို့ကြောင့်ခလေးတတိုက်ကတဝါတဟာနဲ့ပွဲချသွားကြတယ်။နှသားသူတို့ကြီးညနေကြရောကပြောက်အောင်မလား။ညနေပိုင်းကိုတော့မကတော့ပါ။ခလေးဝေရဲ့မိဟုသူတို့ကရှေတိုးဟန်နဲ့ပြီးတော့ခလေးဝေကရင်မိုးလို့ပွဲချကုန်ကြပြန်တယ်။ဒါဖြစ်မနေ့ပြန်ကြရင်ရောမနေ့ပြန်တော့ကပြောက်ပါမည်။ဟိုဒီနေရာဟိုဒီရက်ကစောင့်နေကြပါလို့ဟုတ်ပြီ ဒါဖြစ်မနဲ့ပြန်ကိုစောင့်နေမယ်နှသားကြီးယေຊုတင်ပါလေတဲ့ဗျာသူတော်ကကိုကိုတပတ်လှဲလို့ပြီတော့ကလေးတွေကသဘောကျပြန်နေသူတော်နဲ့ကလေးတစ်တိုက်ဖြစ်ပြက်နေတာကိုတဖက်အင်ကြီးစီကမိမငယ်ကလှမ်းကြည့်နေတာကိုတွေ့လိုက်ရတယ်ကလေးတွေထွက်သွားတော့သူတော်ကသူ့ကိုကြည့်နေစေဖြစ်တဲ့မိမငယ်စီကိုသွားလိုက်တယ်သူတော်နားရောက်တော့ မိမငယ်ကပြုံးပြတယ်ဒီခါသူတော်ကခொနဲ့ကဟန်အတိုင်းပဲခြေပြင်းလက်ပြင်းနဲ့ဟန်ရေးပြလိုက်တာ မီးငယ်အဘနဲ့သားလေးသူတော်ဟာလေဝမ်းစီကဟာတာလုံးတာကြောင့်တုံးဆောင်ဖိုးရနဲ့တုတ်တာကိုဆာလောင်တန်းတာလုံးရပါလေသမီးငယ်စီရှိရင်ပြေအဘနဲ့သားလေးငသူတော်ကိုဘာစားချင်းမြဲလဲပါကွယ်မိမိငယ်ကသူတော်ကိုကြည့်ပြီးရေမောလေတယ်အဘနဲ့သားလေးသူတော်ကဖိုက်စားနေတာလားသူတော်ကခေါင်းကိုညှိပြလိုက်တယ်မိမိငယ်ကသူတော်ကိုကြည့်ပြီးသရစိတ်ကဲလုံဟန်ဖြစ်သွားတယ်ဒါဖြစ်ကျမအိမ်ထဲကနေထမင်းသွားယူပေးမယ် အဘနသားလေးကဒီမှာခဏစောင့်တော့ဟုတ်ကဲ့ပါခမယာဟုတ်ကဲ့ပါသမီးငယ်ကြီးမိမငယ်ကအိမ်ထဲကိုပြေးဝင်သွားတယ်အချိန်တော်ကြာတယ်ပြန်ထွက်လာတော့လက်ထဲမှာအိမ်နဲ့ထုတ်ထားတဲ့ထမင်းထုတ်လေးကင်လို့ဝမ်းသာအားရနဲ့သူတို့စီကိုအပြေးရောက်လာတယ်အဘနသားလေးဒီမှာထမင်းရပြီရှင့်ကျေးဇူးတင်လိုက်တာသမီးငယ်ကြီးသူတို့ထမင်းထုတ်ကိုလှမ်းယူပြီးဖြည့်စားမဲ့လုပ်လိုက်တော့မိမိငယ်ကဆက်ပြောတယ် ။ဟိုအဘနဲ့သားလေး။ပြောပါသမီးငယ်။ဟိုထမင်းတို့ကိုလေဒီနားမှာမစားပါနဲ့လားရှင်။ဟင်။ဘာဖြစ်လို့ရောသမီးငယ်ရေ။အင်းကြီးရှင်တွေကဒီနားမှာမစားစင်နဲ့လို့မှားထားလိုက်လို့ပါ။သူတော်စကနေဖြစ်သွားတယ်။အမန်တို့လည်းဖျောက်လိုက်တယ်။ပြီးတော့စကားကိုအကောင်းတိုင်းဟန်တယ်။ဒါဖြစ်ဒီအိမ်ကသမီးငယ်ရဲ့အိမ်မဟုတ်ဘူးပေါ့။ဟုတ်ပါဘူးအဘနဲ့သားလေးရေ။ဒီအိမ်မှာကျမကအလုပ်လုပ်တာပါရှင်။ ဒါဆိုဒီထမင်းတွေအရောခိုးခိုးယူလာတာလားသူတော်မေးလိုက်တော့မိမိငယ်ကပြပြသလင်းနဲ့လက်ခလိုက်ပြီးအိုးမဟုတ်ရပါဘူးအပနသားလေးရေကျမဘွားမှာငါးပါးတီလာကိုတစ်ချိန်တစ်ခါမှမချိုးပေါက်ဘူးပါဘူးဒါကကျမညနေကြာစားမဲ့ထမင်းကိုယူပြီးအပနသားလေးကိုကျွေးတာပါအိုးဒါဖြစ်ညနေကြာရင် မင်းဘိုက်စာနေတော့မှာပဲရပါလေအပနသားလေးရေကျမကမကြာခဏရှစ်ပါးတီလာစောက်တည်နေကြမှု ညနေစာကိုအစားခံနိုင်ပါ रे မိမငယ်ရဲ့စကားအဆုံးအင်ဂျီတွင်ပမမီးစုပ်ဆိုတဲ့နာမည်ကိုမောမောမမနဲ့လှမ်းခုတ်လိုက်တဲ့အတန်ကိုကြားလေတယ်မီးစုပ်ဆိုတာသမီးငယ်ရဲ့နာမည်လားဟုတ်ပါတယ်ရှင်ဟိုအခုခေါ်နေပြီမို့ကျွန်မသွားတော့မယ်နော်မိမငယ်ကအိမ်ထဲကိုအပြင်းဝင်သွားပါတော့ रे သူတို့လည်းမိမငယ်ပြီးသွားတဲ့ထမင်းထုတ်ကလေးကိုလက်ခံရင် နေရာမှာပဲရရင်ရှိနေရပါတော့ रे ညာကင်းပိုင်းရှိမှာမူလပြန်ထားတဲ့သူတို့ဟာရွာပြင်ဘက်ကတုတ်တန်စရဲကြီးစီမှာထိုင်ရင်းရှိနေပါတယ်။စရဲကြီးကဦးဟောင်းလုံးပြီဆိုတော့ငုံနှောင်းကာလာလေးချမ်းချမ်းတို့ကိုတိုက်ခတ်တတ်တဲ့အချင်းဖြစ်ရာဒီတိုက်တိုင်းမှာသူတို့ကတပြင်းပြင်းအထန်ထွက်လို့ရှိနေပါတယ်။ဝိုးချုံနေပြီးဖြစ်ပေမဲ့သူတို့တယောက်သမထထိုင်ဖို့မလုံဆောင်သေးပါ။အတွေ့အကြုံလေးမှာမီးစုံဆိုတဲ့ကလေးမအကြောင်းကိုထဲထဲဝင်ဝင်တွေးနေမိပါတယ်။ဒီကလေးမရဲ့အကြောင်းတို့ကိုအဘိုးရွှေကိုပြောပြပြီးစီးတာကြောင့် ူတော်တော်တော်များများကိုတီထားပြီးပါပြီလက်တွေ့လည်းကြုံဆုံပြီးပြီမို့အချီတရားဆိုတာကိုလည်းတီးမိလိုက်ပြီးဖြစ်ပါတယ်ဒီကလေးမကဘာသာတရားကိုကိုင်းဆိုင်လုံပြီးစေနာတရာတရားကအထောက်ကိုထက်တန်လုံတယ်လို့တီလာအရာမှလည်းမြင့်မြတ်သူဖြစ်တယ်စိတ်ထားကောင်းပြီးယဉ်ကျေးသူလည်းဖြစ်ပါတယ်အနီကလေးမကတိတ်ဘွားတုံးကမိုးဆိုးတယောက်ဖြစ်ခဲ့ပါတယ်ရသေးကြီးနဲ့ဆုံပြီးနောက်မှာတော့ဆုံးမသူတင်မှုလို့နာခံတာ ဟိုဆိုးဘွားကိုစွန့်လွတ်ပြီးရသေးကြီးနဲ့နီးကပ်လာရောက်နေထိုင်ပါလေရသေးကြီးဖျားရွေကိုသွန့်လွတ်ပူဇော်ချိန်မှာမုတ်ဆိုးကြီးဖြစ်သူကနီးနားမှာကာရလိုဟာဖြစ်ကူခဲ့ပါလေရသေးကြီးကထူးဆန်းရာအကြောင်းတရားတို့နဲ့အတိတ်ထံကိုပြုတ်လေချိန်မုတ်ဆိုးကြီးကလည်းနောက်ဆုံးချိန်ဖျားငါးစုပေါင်းစည်းကိန်းဝဲမဲ့နေရာမှာ သူကသာပြင့်ဆောင်သူဖြစ်ပြရစီလို့အတိတ်ထံကိုပြုတ်ခဲ့တယ်အခုအချိန်မှာတော့ဖျားငါးစုပေါင်စီပြီးကိန်းဝမဲ့အချင်းကိုရောက်နေခဲ့ပြီးရသေးကြီးကဖိုးတောက်ကြပြင်းနေချိနေခဲ့တယ်လို့ ိမ်မငြိကလည်းမိဆုံပြင်းနေရှိနေခဲ့ပါပြီ။ဘုံဆိုးကြီးဘွားကလုံချိန်မှာအကုသို့အုံလို့ရှိခဲ့တာကြောင့်ခက်ခဲကြမ်းတမ်းရဘွားပေါင်းများစွာနဲ့ကျင်းလဲခဲ့ရာအခုလက်ရှိဘွားမှာတော့အကုသို့အုံလို့ကင်းစင်တလောက်ရှိပြီးမိဆုံပြင်းနေဘာသာတရားကိုင်းချိုင်းသူသီလလုံသူစေဘောဓာကောင်းမှုလုံသူဖြစ်နေရှိနေခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးလက်ကျန်အကုသို့အုံလို့ကြောင့်သူမဘွားကမေ့ရှမ်းခဲ့ပါဒီဘွားမှာလည်းအချစ်ချစ်ကလိုပဲခက်ခဲရဘွားဖြစ်နေရုန်းကန်နေရစေဖြစ်ပါတယ်။ ။ဒါအပြင်မုတ်ဆိုးလုံးသူတစ်ပါးတက်ကိုတက်ခဲ့ရနဲ့ပတ်သက်ပြီးအဟုန်တို့ကဒီဘဝမှာနောက်ဆုံးအချိန်တက်ရောက်နေစေပါ။ဒီဘဝမှာမိဆုံကတတန်ထက်တူရပါဦးမယ်။အကြတော်တဲ့ကာလမှာမိဆုံတယောက်သေဆုံးခြင်းကိုရောက်ရပါလိမ့်မယ်။ဒီရှင်နေကြောင့်သူမအတွက်သေဆုံးခြင်းမတိုင်ခင်သူမကုသိုလ်စိတ်လေးရမုတ်ဆိုးဘဝတုန်းစီကအထိတ်ထန်လေးပြီးစီရအောင်သူတို့ကတိစိတ်ဝင်ဖို့စူးစမ်းပေးရပါမယ်။နောက်တနေ့နေ့လယ်ပိုင်းအချိန်မှာတော့ ူတို့ဟာအယူသူတော်ဖြစ်နေရွာလေးကိုဝင်လာခဲ့တယ်။သူတို့ရွာလေးရောက်တော့စောင့်မြုံနေကြတဲ့ကလေးတစ်တိုက်ကသူတို့အနာကိုဝိုင်းလာတယ်။သူတို့ဟာကလေးတွေကိုသူ့ရဲ့အိဆာတရားလွေကြီးတွေကဘုတ်ပဲသေးစားတို့ကိုဝေချမ်းပေးလေတယ်။ကလေးတွေကမိုးစားရတော့ပျော်ရွှင်ကုန်ကြတယ်။သူတို့ဟာကခုန်ပြီးရွာလေးကိုချက်သွားတော့ကလေးတွေကလည်းတဟီအာပီပီလိုက်ပါလာကြပါလေ။မနေ့ကမိစုံရှိရာအိမ်သားစီကိုသူတို့ကဥတီလိုသွားလေတယ်။ သူတို့အင်ဂျီနားကိုရောက်လီတော့အင်းနေစီကစူးညံညံအတန်တုံးနှီးရိုက်ပုတ်တန်ကိုပါကြားလိုက်ရပါတယ်။ဘာဖြစ်နေရလဲ။အနာကစီးပင်ပေါ်မှာထိုင်းနေတဲ့တစီကောင်ကိုသူတို့ကမေးလိုက်လီတော့တစီကမိစုံကိုရိုက်နေကြတာ။ဒီအင်ကလူတွေကဒီလိုပဲမိစုံကိုအလုံးမကြတိုင်းအမြဲလူလူရိုက်ကြတယ်။မိစုံကဒီအင်မှာဘာကြောင့်လုံလုံနေရတာလဲ။မိစုံရဲ့မိဘနှဘာကမရှိတော့ဘူး။သူ့ရဲ့ဘာကြီးတော်သူက မိဆုံကိုဒီအိမ်မှာလာပြီးရောင်းချသွားတာပဲတနာစီရကောင်နဲ့မိဆုံရဲ့ဘဝကိုသူတော်တီးရှိလိုက်ရတယ်အစင်းနဲ့နန်းစိတ်ကနေစကားပြောနေတာမူသူတော်ကကြောက်ရွံ့ကြီးလို့ရက်နေရပါတယ်ဟေးအဖနဲ့သားကြီးကပြလေဗျာဟုတ်တယ်ကပောင်ပြူကလေးတွေကတောင်းဆိုကြတယ်ဒီဟာသူတော်ကနန်းနဲ့ခန္ဓာပြန်ကပ်လိုက်ပြီအေးဒီကနေ့အဖနဲ့သားကမကားတော့ဘူးကောင်လေးတို့ရဲ့ အဘနဲ့သားလုံးဆရာလေးရှိနေလို့ကဲကဲနေတော့ပြန်ထိုင်ကြတော့ဟင်ရုတ်တရက်ကြီးဘလို့ဖြစ်ရတာလဲဒီလိုပဲဖြစ်တာပေါ့ကဲပါအဘနဲ့သားလေးကအီးပါကျင်နေပြီပြေးတော့မယ်ဟေးသူတို့ကကလေးတွေကိုပြောပြတာနဲ့မိစုံရှိရာအိမ်ဝိုင်းထဲကိုပြေးဝင်ပါတော့တယ်ကလေးတွေကနောက်ကပြေးလိုက်ကြသေးပြီမေအိမ်ဝိုင်းထဲထီတော့လိုက်မလာကြဘူးသူတို့လေအိမ်ဝိုင်းထဲကနေတဆင်အိမ်ရှိစီကိုတွားရက်လိုက်ပါတယ် အိမ်ထဲကမိစုံကရိုက်ထက်နေတဲ့အတန်ကတော့ထွက်ပေါ်နေစေပါအိမ်ရှင်တို့သူတို့ကအတန်ပေးလိုက်တယ်ဘသူမှထွက်မလာကြဘူးတုတ်ပြန်တယ်လည်းမပြုတ်ဘူးအိမ်ရှင်တို့ရေသူတို့ကအတန်ကိုမြှင့်လို့ဟစ်អော်လိုက်ပါတယ်ဒီခါကျမှအိမ်ထဲစီကအသက်40ရွယ်မိမကြီးတယောက်ထွက်လာလိမ့်ပြီးသူတို့ကိုမြင်တော့ဟဲ့အယူနေကငါဝိုင်းနေလာပြီဘာဝင်လောက်တာတော့တော်တော်ထွက်တော့ ။မိမကြီးကအကြောက်ကံကိုပဲသူတော်ကိုမောင်းထုတ်တယ်။သူတော်ကမသွားပေတပီရက်နေလေတယ်။မအေးဘာဖြစ်တာလဲ။အိနေကယောက်ျားတယောက်ရဲ့မင်းမြန်တန်။ဒီခါမအေးဆိုရဲသူတော်ရှိကမိမကြီးကဒီမှာခြံထဲကိုယူဝင်လာတော့မနေ့ကယူလာဟုတ်ပါတော့ဟုတ်ပါအာမနေ့ကဟိုခွေးမကထမင်းသွားကြည့်တော့ဘူးအခုလေထမင်းလာတောင်းတာနေမှာပေါ့ ောင်းထုတ်လိုက်ကွာ။အိုးမောင်းထုတ်လို့မရလို့ပေါ့တော့။ငါလာမောင်းထုတ်မယ်။ချက်ချင်းသူတို့ပဲအိမ်ထဲစီကလူဝါကြီးတယောက်ဝတို့တချောင်းကိုဂိုင်ပြီးထွက်လာတယ်။သူတို့ကလူဝါကြီးကိုမြင်တော့တခိနဲ့ရေတယ်။ဟေ့အောင်ထွက်သွား။မသွားရင်ဒီမှာတွေ့လား။လူဝါကြီးကအဟစ်တာကိုသူတို့ကဂယူးမဆိုင်ပဲပို့လို့တော့ရေးလိုက်သေးတယ်။ဒီခါမှာတော့ငကိုယ်လေးကစိတ်ခံမှာသူတို့ဘာကိုနိုင်လုံးမင်းထက်ပြုတ်ကျင်တဲ့လူဝါကြီးက တို့ကိုဝင်လို့ပြေးရိုက်ပါရောလားဖြည်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 းနေလဲတော့မေသူတော်ကပြောလိုက်တယ်သူတော်ပြောတာနဲ့တိုက်ဆိုင်စွာပဲဒူဝါကြီးကဘိုင်းကနေလဲကြပါယောဒူဝါကြီးကအလုံးကိုစိတ်တူသွားပါတယ်ဟာခွေးမသာလူလဲထပြီးသူတော်ကိုထရိုက်ဖို့လုပ်ပြန်တော့သူတော်ကလဲပြန်အောင်မယ်လို့ပြောလိုက်ပြန်တယ်ဒူဝါကြီးခမယာအเจ้าမဲ့တသက်ဘိုင်းကနေလဲကြပြန်ပါယော နောက်ထပ်နှစ်ကြိမ်လောက်ထပ်ဖြစ်တော့လူဟာကြီးရောမိမကြီးကပါသူတို့ကိုအထိတ်တလန့်ဖြစ်လာကြတယ်။ငါ့ကိုလဲကြအောင်မင်းကလုံနေရ။မင်းမင်းကဘာတူလဲ။သူတော်ငါ့နဲ့မြီကအဖနှစ်သားလေးသူတော်မင်းကဘာလာလောက်တာလဲ။နှစ်သားလေးကနှစ်သမီးလေးကိုလာခေါ်တာ။လူဟာကြီးနဲ့မိမကြီးကိုသူတော်စကားစီမှာမျက်စိလဲသွားကြရတယ်။မိစုံကိုပြောတာလား။ဟုတ်တယ်လေ။ ။ "तू ကနတ်သမီးပဲ။သူ့ကိုအဘနတ်သားလေးငါသူတော်ကလာခေါ်တာ။ခေါ်တော်လို့ဘဲရမလဲ။အဘနတ်သားကလေဒီတိုင်းခေါ်မတော်ပါဘူး။သူ့ကိုဒါလေးနဲ့ဝင်မှာ။သူတော်ကလက်ကိုရှေ့ထုတ်ပြီးဖြန်းပြလိုက်တယ်။ဒီခါသူတော်ရဲ့လက်ထဲမှာဒုတိပမာဏလောက်ရှိတဲ့ရွှေတုံးကလေးတုံးကထွက်လာတယ်။ဒါဒါကရွှေပဲ။ဟေးဒါနဲ့သူ့ကိုလဲမယ်။ဒူဝါကြီးတို့လင်မယားကလောဘတက်ကြပြီး ချွေတုံးဆိုရင်ကအဖိုးထိုက်ပြီးလူဆိုရင်ကကျွေးရမွေးရနဲ့ရှိပေလိမ့်မယ်တတုံးနဲ့တော့မရဘူးဟမ်နှစ်တုံးပေးမယ်မရသေးဘူးဟေးမရရင်နင့်ကိုမြေကြီးပေါ်ထက်လှဲပြီးပြန်ထလို့မရအောင်လုပ်ပစ်မယ်သူတို့ကရှင်းချောက်လိုက်တော့မှလူဝကြီးလည်းမရလေချွေတုံးနှစ်တုံးနဲ့မိစုံကိုလဲလှဲဖို့သဘောထူလိုက်ပါတယ်မိစုံကိုအင်းထဲကနေခေါ်ပြီးတော့သူတို့လည်းလက်ထဲကရွှေတုံးနဲ့ ဝိဟိထေကနောက်တရုံးကိုထုတ်ယူပြီးပြေးလိုက်ပါတယ်။အိမ်ကနေထွက်လာတော့သူမရဲ့ဝေစားထည့်ရလွေကလေးကိုလွှဲထားတဲ့မိစုံကသူတို့ကိုအလုံးကျေးဇူးတင်နေလေတယ်။သူတို့ကတော့မိစုံကိုခေါ်ထုတ်နိုင်ခဲ့ပြီမို့ရွာချက်ချင်းကိုပဲထွက်လာခဲ့ပါတော့တယ်။လန်ခီမာတို့သူတို့ကမူလပြန်လိုက်ရာမိစုံကအလုံးအံ့ဩနေလေတယ်။သူတို့ကမိစုံတီးတင်တဲ့ဖြစ်ပျက်တို့ကိုပြောပြလိုက်ပြီးဖျားပစ်ဆောင်ရမယ့်အကြောင်းကိုပါပြောပြလိုက်တယ်။ဒီခါမှာတော့မိစုံကသူမရဲ့တေးချင်းတရားအတွက်ကို ကျောင်းရုံဒုံလုံးခံတစ်စက်ကလေးမှမပြပေဖျားပင်းဆောင်ရမယ့်ရေးတွက်ကူတာအလွန်မင်းဝမ်းသာပီတိဖြစ်လို့နေပါတော့တယ်သူတော်တို့ဖျားငါးစုအနန္ထာယာကျောင်းထိုက်စီမှာဖျားငါးစုကိန်းအောင်ရမယ့်မူကျပြေကုံစီကစီရင်ငုတ်တို့ကြီးကိုပြုတ်ပြနေတဲ့တဲ့ရင်ကိုကျောင်းထိုက်စီရတော်ကတီးရှိမိလေတယ်ဒါကြောင့်တတတအားပါဝင်တဲ့အနေနဲ့ဖျားငါးစုကိုရောက်ပင်းဆောင်ပေးဖို့ကြံရွယ်မိလေတယ်ဒါကြောင့်ပဲရေးရွာလူကြီးတို့ကိုတီးပေးပြီးဖျားများကိုပင်းဆောင်ဖို့စီစဉ်ခဲ့တယ် တကယ်တမ်းဖျားသားစုကိုယာယီစံပယ်ရနေရာကနေပစ်ဆောင်ပေးလို့တော့ညံတော်တော်ဘလောက်မှမရှိပါရဲဖျားတွေကနေရာကနေပစ်ဆောင်ယူလို့မရဘူးလူ၃လောက်ဝိုင်းမပြန်တော့လေအကြောင်းမထူးလိမ့်ဘူးဒီဖြစ်ရဲ့ကြောင့်ပဲချက်ချင်းကိုသတင်းကပြန့်လိပြီးဖျားသားစုကိုလာရောက်ဖူးမြော်သူတွေများပြားလုံးလာတယ်ဒီလိုခိုက်တက်မှပဲဖျားသားစုယာယီစံပယ်ရနေရာအကြောင်းတိုက်စီကိုသူတော်နဲ့မိဆုံလူရောက်ရှိလာကြတယ်သူတော်ကဖျားသားစုကိုပစ်ဆောင်ပေးအကြောင်းပြောတော့ ဆရာတော်ကပင်ဖို့အတွက်မယူလို့မရအကြောင်းကိုပြောလေတယ်။သူတော်ကနဘေးကမိဆုံကဖျားများကိုပင်ဆောင်မဲ့သူဖြစ်ကြောင်းကိုပြောပြလေပြီးမယူပြဟိုင်းလီတော့မိဆုံကအသာရပဲမယူပင်ပြတယ်။ဆရာတော်လည်းထူးဆန်းမှုတစ်ခုအပြည့်သတ်မှတ်လေပြီးချက်ချင်းကိုပဲမိုးချုပ်ပြကုန်တရှိရာစီကိုဖျားငါးစုကိုပင်ဆောင်ဖို့စီစဉ်ခဲ့တယ်။ဒါပေမဲ့ရဲရွာလူထုကသူတို့ကိုသုံးရက်တာပူဇော်သမှုပြုခွင့်ပေးဖို့ဆရာတော်ကိုချောက်တင်လေပြီးသူတို့ကိုလည်းတောင်းဆိုကြတယ်။ ဆရာတော်ကတော့သူတို့ရဲ့သဘောတိုင်းလို့သာဆိုလေတယ်။တရင်ကျုပ်ဖို့အခါကရဲအပိုင်းရှားတာလို့တော့တယ်။လူသူကလည်းတောင်းဆိုလို့နေတော့သူတို့အနေနဲ့အချက်ရရပြီ။ဆရာတော်ကသူတို့ကတွားရောက်ရှောက်တင်လေတယ်။ခြေတော်တင်မဲ့ရကအလွန်ကက်နေပါပြီဖေ။ဟိုမှာလည်းပူဇော်လူသူတို့ရှိုံမှဆိုတော့သုံးရတာပမာဏဆိုအဆင်မပြေနိုင်ပါဘူးဖေ။ဒါဖြစ်လေတရက်တော့အဆင်ပြေနိုင်မလားတကား။ဒါဆိုရင်တော့အဆင်ပြေနိုင်ပါတယ်ဖေ။ကောင်းပြီတကား။ အဲ့ဒီအတိုင်းပဲဖုန်ကြီးစီစဉ်ပါမယ်။ဆရာတော်ကအကျိုးအကြောင်းကိုပြောပြပြီးတရက်တာပူဇော်ခွင့်ကိုပေးတော့လူထုကကျေနပ်ကြတယ်။အဲ့ဒီတရက်တာမှာလူအများကအခမလတ်အောင်ပဲဖျားငါးစုကိုပူဇော်ကြတယ်။နောက်တနေ့မနက်မှာတော့ရွာကစီစဉ်ပေးရာပန်းတွေစီချေထားတဲ့လှဲတွေနဲ့ဖျားတစုကိုလှဲတစီကြပင်ဆောင်ကြပါတယ်။မိစုံကိုယ်တိုင်ပင်ဆောင်ပါမှာလှဲတွေအပေါ်ကိုပင့်နိုင်လေတယ်။ဖျားပင့်ရာလှဲငါးစီရွာကနေထွက်တော့အနောက်ကနေလူတွေကလှဲတန်းကြီးနဲ့လိုက်ကြတယ်။ လေရန်ကြီးကမဆုံးနိုင်အောင်ပဲရှေ့လျားလာတယ်။အရှိဆုံးမှာဖျားငါးစု ပြင့်တင်ထားရာ ပန်းအပြင်းနဲ့လင်းငါးစီကရှိနေတယ်။ဒီမြင်ဝင်ကလမ်းတစ်လျှောက်စီကသူတို့ကိုအလွန်ကြီးညိုဖို့ကောင်းတဲ့မြင်ဝင်တစ်ခုဖြစ်စေခဲ့ပါတယ်။ဖိုးတော့ကြလို့တွေကဇေယျတော်ကြီးကိုလုံးစုံပစ္စည်းအောင်တီးလို့ပြီးကြပါပြီ။ထီတော်ကလည်းတွားရောက်ပစ်ဆောင်နေကြပြီ။မနက်ဖြန်မှာတော့ထီတော်အဆုံလင်းရောက်ရှိလာမှဖြစ်တာကြောင့်ဇေယျတော်ကြီးအဆတ်အစအရာရာပစ္စည်းရမယ့် တရင်ကျို့လာပြည့်ရကိုရောက်ဖို့ရလေငါရက်သားလူပါတော့တယ်ဒီတော်တွင်မှာဖိုးတောက်ကြဟာရသေးကြီးဘွားတော်ကဖြစ်ပြက်တွေကိုအိမ်မက်ဖြစ်နေအားလုံးဒီပါကိုပြန်လဲမြင်အောင်သိရှိခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မိုးဆိုးကြီးတစ်ဖြစ်လေဒီဘွားမှာဖျားပင်းဆောင်ရမယ်မိမငယ်အကြောင်းကိုလည်းသိရှိထားခဲ့ပြီးပြီဖိုးတောက်ကြကသူတော်တို့အချိန်မီရောက်လာဖို့ကိုမျှော်လင့်နေပါတယ်အမတ်ရက်ကလည်းညီကလာပြီးမှစိတ်လဲပူနေမိတယ်တရမှာတော့ဖိုးတောက်ကြဟာ ရေကန်ကြီးထိတ်စီမှာရက်ပြီးသူတော်တို့ကိုအမြန်ဆုံးရောက်ရှိလာဖို့အတွက်ကိုအတိတ်ထံပြူတယ်။ဖူတော်ကြအတိတ်ထံပြူစကားအဆုံးမှာရေပြင်းစီကထူးခြားစွာနဲ့ရေတွေပွက်ထလာခဲ့တယ်။ဒီဖြစ်ပြက်ပြီးမချလိုက်ပါဘူး။သူတော်တို့ဟာရှေးလျားလုံးနဲ့လှဲတန်းကြီးနဲ့ဖျားငါးစုကိုပစ်ဆောင်လာခဲ့တာကိုဖူတော်ကြတို့အားလုံးမြင်လိုက်ရပါတော့တယ်။မိုးကျုပ်ပြစ်ကုံစီကချင်းချင်းတဲတဲဖြစ်နေတဲ့အတံပလန်တွေကြောင့်စီရင်ငုတ်တို့ကြီးကိုပြန်လဲမုံမဲ့ရမှာတချိန်တစ်ခါမှလာရောက်ကူညီဖေးမှမှုမရှိရတဲ့ ငွေရောရွာသားတွေဟာစိတ်ဝင်စားလာကြတယ်။အစပိုင်းလူနေစုနဲ့မရှိမရေချီကပ်လို့ဆက်ဆုလာကြတယ်။အရင်ခါတွေနဲ့မတူတဲ့ကြီးညိုဖွဲရာဆင်းပြင်းနဲ့ဖျားငါးစုကိုဖူးမြော်ရတော့အဲ့ဒီလူတွေစိတ်ပြောင်းကုန်ကြတယ်။နောက်တော့ဒီလူနေစုကနေလူများစုပြက်လာတယ်။အခုတော့ထီတော့တင်ထပ်ပနာပေးပွဲဖြစ်တဲ့တရင်ကျို့လာပြေးနေမတိုင်ခင်ဖျားငါးစုကိုပူဇော်တမှုပြုရမှာတယောက်စကားတယောက်တာနဲ့တနယ်လုံးကလူသူတို့ကရောက်ရှိလာကြတယ်။ဒါကြောင့်မူကျုပ်ပြစ်ကုန်းနေရာကြီးဟာ နေ့စဉ်တိုင်းလူသူမပြည့်စည်းကားနေခဲ့တယ်။ဒီလိုအခါမျိုးမှာတစ်ဖက်ကနန်လောကသားများဖြစ်ကြတဲ့အစေကြီးကိုုံတို့ဟာလေလူသူတွေကြားရောထဲသွားလာရင်ကြီးညိုဖွယ်ရာဖျားငါစုကိုဖူးမြော်ကြလေတယ်။တရင်ကျိုးလာပြင်းတွေကိုရောက်နေတော့ဘူးကျုပ်ပြစ်ကုံစီမှာလူသူတို့ကချက်ပြတ်မကြအောင်ပဲစည်းကားတမ်းမြိုက်နေခဲ့တယ်။ပထမဆုံးဖျားငါစုကိုထပ်ပနာထဲကြတယ်။ဖိုးတောက်ကြနဲ့မိဆုံတို့ကပင့်ဆောင်ပြီးထပ်ပနာတိုက်တွင်းထဲကတတ်မှတ်ထားတဲ့နေရာဒီမှာဖျားငါစုကိုထားရှိပူဇော်ကြတယ်။ ဖျံငါးစုစလုံးကိုဌာမနာထည့်ပြီးနောက်မှာတော့ဌာမနာတိုက်ကိုပိတ်ကြပါတယ်ဌာမနာတိုက်ကိုပိတ်နေချိန်မှာငွေရောရွာကသူတွေကစီရီကြီးကိုပြန်လဲမုံမန်နေချိန်အတွင်းသူတို့ဒီချိန်တစ်ခါမှမပါဝင်ရတဲ့အတွက်ကိုဝမ်းနဲ့ပလက်ဖြစ်ကြလေတယ်ဒီအတွက်အုတ်တရှဲတဲရပွင့်ပါဝင်ခွင့်ကိုတောင်းခံလေတယ်သူတော်တို့လည်းခွင့်ပြုပေးကြပြီးဒီဖျားကြီးကိုနောက်ခါမှာမျိုးဆက်အစဉ်စဉ်ဆက်လက်ဆောင်ရှောက်ထိန်းသိမ်းပေးဖို့တောင်းဆိုကြတယ်ငွေရောရွာသားများကလည်းလက်ခံကြပါတယ် ထမနာတိုက်ကိုပိတ်နေချိန်မှာတော့မိဆောင်ဟာသူမရဲ့မုတ်ဆူးကြီးဘွားကဖြစ်ပြက်တွေကိုအလိုလိုမြင်အောင်လာမိတယ်။ထပနာတိုက်ကိုပေးပြီးနောက်ဖျားကြီးကိုထီတော်ဆက်လက်တင်လှူရမှာတော့မိဆောင်တရားဝမ်းတာဝမ်းနဲ့ခန်းစားချက်တွေနဲ့လက်ဝှက်ရှိလို့တဝါဖူးမြော်တယ်။ထီတော်ကကျိုးဆိုင်များနဲ့တဆင်ပြီးတဆင်အဖော်ကိုပစ်ဆောင်နေချိန်မှာရုတ်တရက်ကောင်းရင်စီကိုမိုးသားတိမ်လီများလေးလို့တက်လာခဲ့တယ်။အရှိရှိကလိုပဲမိုးကြိုးခပြောင်းဦးမလားလို့လူသူတွေကစိုးရင်မိကြတယ်။ ပုထုဇဉ်လူသားများပင်မူစိတ်တက်မခံကြသူတို့ကပြန်သူပြန်လူကျုပ်ရာကိုရှောင်းတိန်သူကဒိန်နေရှိရလေတယ်။စင်ဖူးတော်နဲ့ငမျက်နာတော်ကိုတက်ဆင်ပူဇော်နေချိန်မှာမူတီမိုးပေါက်တွေကတော်ကြာဆင်းလာခဲ့တယ်။လူတို့ချိုးကမိုးလို့ရမန်တက်ကြီးစီကိုပြေးကြတယ်။တချို့ကတစ်ပင်တွေအောက်ကိုမိုးပြေးခိုးကြတယ်။ဇေယျတော်ကြီးအင်းဒီမှာလုံတုကင်သူတို့မှပါအရှားသူတို့ရှိမနေလောက်တော့အောင်ရှင်းလင်းသွားခဲ့တယ်။ ဒီလိုအချိန်မှာမူးဆက်မူပေါက်တွေအကြမ်းမှာမပြေမလွာနဲ့ရှိနေတဲ့လူ၃ယောက်ရှိနေလေတယ်။အဲ့ဒီသူတွေကသူတို့ဖိုးတောက်ကြနေမိဆုံလို့ပါပဲ။ဒီလိုနဲ့မူးကကလုံးထိုးရွာချပြီးနောက်မှာတော့တီကနေတိတ်သွားလေတယ်။မူးတိတ်သွားပြီးသိမကြခင်မှာတော့မူးချုပ်ပြေကုန်ကြီးစီမှာဇေရိုကြီးကထီတော်ကြီးဝမ်းဝါဆွဆွနဲ့ကြီးညိုဖွဲရာရှိနေပါတော့တယ်။ဇေရိုရဲ့ချင်းရင်းစီကဆရာတော်လူရဲ့ရေးဆက်တုံချအမြတမ်းပေးဝင်မှုကိုတရားနာသူလူကြီးနေတူ ။အစေကြီးကုံတို့လိုနန်လောကသားအများပြားကလည်းရောထွေးနာယူနေကြပါတယ်။ဆရာတော်များကအမြတမ်းပေးဝေးပြီးတာရုခေါ်ဖို့ပြောချိန်မှာတော့ဆရာတော်နှင့်အတူလူကြီးစီကအမြတမ်းပေးဝေးတန်တို့ကဘဝတိုင်အောင်ပဲဟင်းထွက်လာခဲ့ပါတယ်။ဒီခိုက်တံမှာတစေကြီးကုံတို့နန်လောကသားများကတာရုသုံးချိန်လိုက်ပါလို့ဟောဆိုကြတယ်။အဲ့လိုတာရုခိုဆိုပြီးနောက်မှာတော့တရားနာသူအများပြားကြမှာရောထွေးပြီးရှိနေကြတဲ့တစေကြီးကိုဝန်အပါဝင် နန်လောကသားများဟာရုပ်ရှိကိုပဲကိုယောင်ကိုဝါရီလင်းလက်တောက်ပလာကြပြီးနောက်ဖြုတ်ကနေဖြုတ်ကနေကွဲပြောက်ကကျွတ်လုကုန်ကြပါတော့တယ်။ဆရာတော်များပြန်ကြွားသွားခဲ့ကြပြီးလူသူတွေဟာလည်းတရားနာနေရကနေထောက်ကုန်ကြပြီးဖြစ်ပြီးတချို့ကဇီရီကြီးရဲ့ဝင်းဝိုင်းကဈေးဆိုင်ဈေးရမ်းများစီကိုသွားကုန်ကြတယ်။တချို့ကတော့ဈေးရမ်းများစီကိုမသွားကြဘဲဈေးကြီးစီမှာစီမီတို့ကိုပူဇော်ဖူးပြင်ဆင်နေကြတယ်။ဒီခိုက်တံမှာသူတော်တို့၃ယောက်ကတော့ဒီဟာကနေမထားကြသေးပဲ လာပြည်ဝန်ကြီးအောက်စီကစီမီရောက်တွေထိန်ကြီးနေတဲ့စီတော်ကိုဖူးမြော်မွားရှိနေကြစေပါအချိန်တော်ကြပါမှသူတော်နဲ့ဖိုးတော့ကြတော့ကစီတော်ကြီးကိုဝတ်တော်ဥခိုက်ပြီးနေရာကနေထားကြပါလေမိဘုံကတော့လောက်ကလေးချီလျက်တောင်းနေငြိမ့်နေစေပါဒီချင်းရာကြောင့်သူတော်ကသင်္ကမကင်းစိတ်ဖြစ်မိပြီးမိဘုံကိုကြီးမြင့်ချိန်မှာတော့မိဘုံကလောက်ချီလျက်တောင်းနေစီတော်ကြီးကိုဖူးမြော်ရင်ကအသက်ဝိညာဉ်ခြုံငိမ့်နေခဲ့ပြီးပဲဖြစ်ပါတော့တယ် ုတ်ကဲ့ဇလံကလေးကတော့ဒီမာရီမဲတခရရလို့သွားခဲ့ပါပြီခင်ဗျာနောက်နောက်မှာလည်းယူသူတော်ရဲ့အပိုင်းဆက်ဇလံများကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူခေပုံးကပဲဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနှစ်ဖြာသောသူခါရုံးနေ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ